ဟောင်ကောင်မှာမီးတွေရမ်းကြည့်ပြီးတော့အခုညနေညနေဝင်တဲ့ခြေတော်မီးမငိမ့်နိုင်သေးဘူးဆိုပြီးတော့မှကပတ်တဲ့နေရာစားအကုန်လုံးတင်လာပြီးတော့တားကိုဟော့ဖစ်နေတဲ့ကြောင့်မလို့တို့မြန်မာတွေများအတိမိတ်ဆွေများရဲ့ဟောင်ကောင်မှာရှိလို့ရှိနေအကျိုးကြောင့်မင်းတို့ရအောင်လို့ကျွန်မကတည်င်းထားလုပ်လိုက်ပါတယ်။ဟောင်ကောင်ဆိုပြီးတော့မှပေါ့နော်ဘယ်နိုင်ငံဆိုပြီးတော့အဲ့လိုနိုင်ငံတွေမှာဖြစ်တဲ့ဟာတွေပါလေဆိုကျွန်မတွေ့တိတာတော့တိတယ်တမန်တကူတကတည်င်းလို့လေးမရှိပေမဲ့ဒီနောက်ပိုင်းကျွန်မကိုအဲကြည့်ရှုသူများပြီးတော့မှဒီအပေါင်းနဲ့ follow ပေးခဲ့ကြတဲ့လူများတဲ့တကြောင့်မှကျွန်မနောက်ဆုံးနိုင်ငံတကာတည်င်းကိုကျွန်မတိရင်တိတယ်လို့ဘယ်နိုင်ငံမှာဆိုပေါ့နော် point ပေါ်ရင်ပေါ်လာတယ်လို့သိပေးပါမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီမှာသူက under construction ဟိုဟာလေးဆောက်လုပ်နေစေ အဆောက်အဦကနေစပြီးတော့မှမိသားဖြစ်ပြီးတော့မှမိသားလောင်ပြီးတော့မှအဲဒီလိုဒီပပလဲပေါ့နော်အထက်အထက်မြင့်ကနေပြီးတော့မှအမြင့်ကနေပြီးတော့မှတို့လှုပ်ထားတဲ့ဆင်ဆင်ဆိုတာဟွာလေကျွန်မပြောတတ်တယ်ပြောတာနော်အာဝါနဲ့လှုပ်ရင်ဝါဆင်တင်းနဲ့တစ်သားနဲ့လှုပ်ရင်တစ်သားဆင်စတီးနဲ့လှုပ်ရင်တစ်စတီးဆင်ပေါ့ဂျပန်လိုကတော့အာရှိဘလို့ခေါ်တယ်အဲ့ဒါကိုဆင်ဆိုတာဟိုတချင်းဆိုတဲ့ဆင်လို့စတိတ်ဆင်လို့ပြောတာမဟုတ်နော်ဟို concession မှာလေပပလဲလမ်းလျှောက်လို့ရအောင်ဟိုဟာ engineer တွေအလုပ်သမားတွေလမ်းလျှောက်လို့အဆင်ပြေအောင်ဆိုပြီးတော့မှအလုပ်လုပ်တဲ့လူတွေအဆင်ပြေအောင်ဆိုပြီးလှုပ်ထားတဲ့ဆင်အဲ့ဒီ ဆင်ကနေပြီးတော့မှအဲ့ဆင်ကစတီးနဲ့တုံးထားပြီးမဲ့လေတချို့တွေမှာတစ်သားတွေဝါးတွေတစ်သားပေါ့အထူးတစ်ပြစ်တစ်သားအများကြီးတုံးနေတဲ့ကြောင့်ပို့ပို့ပြီးတော့မီးရရန်ညားပြီးတော့မီးရရန်ကြီးပြီးတော့မှကူးလွယ်သွားတာပေါ့နော်အဲ့ဒီကနေစပြီးတော့မှသူတို့မီးရတအားမီးတောက်မှုရန်ကြီးပြီးတော့မှလူနေအိမ်ထိတော်မှမီးခုံမုန်းနေမုန်းပြီးတော့မှလုံးဝ block ဆိုတာဟိုပိတ်ဆို့ပြီးတော့မှပေါ့နော်အဲ့လိုဖြစ်သွားတယ်ပြီးတော့လူတေဆုံးမှုဥယေကတော့သူတို့လောလောဆယ်မီးတက် ရရှိကနေပြီးတော့မှတာဝန်ရှိရတဲ့လူကနေပြောရေးဆိုခွင့်ကနေပြောလို့မရသေးဘူးပြီးတော့တို့မိသက်တွေလည်းနည်းအန်ဒီရရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ထပ်ပြီးပြောပါတယ်ပြောချင်တဲ့သဘောကတော့ဒီဟောင်ကောင်မှာဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေလည်းတချို့ဟောင်ကောင်မှာရှိတဲ့လူတွေရှိတတ်တဲ့ကြောင့်မလို့ပေါ့နော်အချို့ကြောင့်မြင်မြန်လို့ရအောင်ပါအရန်ကြီးတော့စိတ်မပူပါနဲ့ဘာလို့နေရတွေကအဝေးကြီးလည်းဖြစ်နေဖြစ်ပါလိမ့်နော်အားကြောင့်မို့ဆိုရင်ဘူးတွေပြောတာတော့မဟုတ်ပါဘူးဒါအတိဘူးသူသားနေနဲ့အခုလေးတင်တက်လာတဲ့ကြောင့်ကျွန်မအိတ်ခါနေမှာဗီဒီယိုလုပ်လိုက်ပါတယ်အားလုံးပဲစီပြေကြပါစေ bye bye